အီရန်ရဲ့နျူကလ িয়ার အိမ်မက်ကိုအမှုန့်ခြေပစ်ခဲ့တဲ့ပေါင်3000တန်ဘန်ကာဖြတ်ပုံကြီးဘလို့လှုပ်လှုပ်လဲဒီဘုံနဲ့ငလျင်ကြောကိုသာတဲတဲ့ချမရင်အီရန်တော့ပြည်ပြက်ပြီဒုံးကြီးအများစုကမြေပြင်ပစ်မှတ်တွေကိုထိမှန်အောင်ပစ်ခတ်လေးရှိတာကြောင့်နိုင်ငံတော်များများကသူတို့ရဲ့လျှို့ဝှက်လက်နက်တွေကိုမြေအောက်မှာလျှို့ဝှက်စခန်းတွေတိဆောက်ပြီးထားရှိကြပါတယ်ဒီလိုအခြေအနေမျိုးမှာပစ်မှတ်ကမြေအောက်မီတာ50 60လောက်အနက်မှာရှိနေပြီဆိုရင်ဒုံးကြီးတွေဘာမှလုပ်လို့မရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒုံးကြီးတွေပစ်မှတ်ကိုထိမှန်တဲ့အခါရှေ့ပိုင်းမှာရှိတဲ့ထိခိုက်မှုအာယုံခံကိရိယာ impact center ကပြင်ပနဲ့ထိရတဲ့အလုပ်လုပ်ပြီးအဲ့ဒီနောက်မှာဒီအာယုံကံကရိယာကဒုံးကြီးမှာတက်ဆင်ထားတဲ့ခလုတ်ကိုအသက်ဝင်စေကအကြီးအကျယ်ပေါက်ကွဲစေလိုပါပဲဒီတော့မြေအောင်နဲ့နဲ့ကိုရောက်ပြီးမှပေါက်ကွဲနိုင်တဲ့ဘုံမျိုးလိုအပ်လာပါတယ်ဒီနေရာမှာတော့ဤပညာရေးအဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့အချိန်မှာမထိုးဖောက်နိုင်ဘူးလို့ယူဆခဲ့ရတဲ့ဘန်ဂါရီဟာအခုအခါမှာတော့အထူးပြုလုပ်ထားတဲ့လက်နက်တမျိုးရဲ့အဓိကပစ်မှတ်တွေဖြစ်လာပါပြီဒီလက်နက်တွေကမြေပြင်ပေါ်မှာချက်ချင်းပေါက်ကွဲတာမျိုးမဟုတ်ပဲမြေကြီးကြောက်တုံးနဲ့ကွန်ကရစ်အထူးကြီးတွေကိုထိုးဖောက်ဝင်ရောက်ပြီးမှ ရန်သူရဲ့ကာဝေးရေးစနစ်ထဲမှာအထိခိုက်ဆုံးနေရာမှာမှပေါက်ကွဲအောင်ဒီဇိုင်းထုတ်ထားတာပါဒါတွေကိုဘန်ဂါဖြတ်ဘုံဘန်ဂါဘက်စတာဘုံလို့ခေါ်ပါတယ်ဒါဟာမကြသေးခင်ကမှအစ္စရေးနဲ့အီရန်ကြားကစစ်ပွဲမှာလည်းမြင်တွေ့ခဲ့ရပါတယ်အီရန်ကနျူကလ িয়ার စခန်းချို့ကိုမြေအောက်မှာတိဆောက်ထားပြီးအစ္စရေးကအဲ့ဒီစခန်းတွေကိုဖျက်ဆီးခြင်းနေတာပါဒါကြောင့်ဒီလိုမြေအောက်စခန်းတွေကိုဖျက်ဆီးဖို့အတွက်ဘန်ဂါဖြတ်ဘုံဘန်ဂါဘက်စတာဘုံလို့ခေါ်တဲ့ဘုံမျိုးစားတီးတန့်ထုတ်လုပ်ထားတာပါသူတို့ရဲ့အလုပ်လုပ်ပုံနဲ့ပြစ်လွတ်ပုံတွေဟာတာမန်ဒုံးကြီးတွေနဲ့လုံးဝကွဲပြားပါတယ် ဒီမြောက်စခန်းတွေကိုဘန်ကာလို့ခေါ်ပြီးဒီဘန်ကာတွေကိုဖျက်ဆီးဖို့အတွက်ဘန်ကာဖျက်ပုံတွေကိုအနက်မျိုးမျိုးလိုက်အလုပ်လုပ်နိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။ဒီမှာမြောက်ခံတိုက်ဖျက်ရေးဘုံမျိုးမျိုးစာမျိုးမျိုးကိုတွေ့မြင်နိုင်ပေမယ့်အရေးကြီးဆုံးကတော့ American ရဲ့ GBU 57ဘုံပါ။ဒါကဘန်ကာတွေကိုမီတာ60အနက်ထိဖျက်ဆီးနိုင်ပြီးလက်ရှိအချိန်မှာကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးဘန်ကာဖျက်ဘုံလို့သတ်မှတ်နိုင်ပါတယ်။ဒီဘုံရဲ့နည်းပညာကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါ။ဘန်ကာရီဟာမြေအောက်မှာအားဖြစ်ကွန်ကရစ် reinforce concrete နဲ့တိဆောက်ထားတာကြောင့်အတော်လေးကိုခိုင်ခန့်ပါတယ်။ဒီဘုံတွေကိုဒီအားဖြင့် concrete တွေအထိပေါက်ထွင်းနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါ။ဘန်ဂါဖြတ်ဘုံတွေရဲ့တမိုင်းကြောင်းကိုဒီနေရာမှာနည်းနည်းပြောပြပေးခြင်းပါတယ်။ပထမဆုံးအနေနဲ့ BLU 109အကြောင်းပြောရအောင်ပါ။ဒါက1980ပြည့်လွန်နှစ်တွေမှာထုတ်လုပ်ခဲ့တဲ့ပေါင်2004ချိန်ရှိတဲ့ဘုံတစ်မျိုးပါ။ဒီလက်နက်ဟာအားဖြင့် concrete 1.8မီတာ၅ဘေခန့်အနက်အထိထိုးပေါက်နိုင်စွမ်းရှိပါတယ်။နောက်တစ်ခုကတော့ GBU 28ဖြစ်ပါတယ်။ဒီဘုံမှာလေဆာလမ်းညွှန်စနစ်တပ်ဆင်ထားပါတယ်။ဒါကမြေအောက်6မီတာ ပေ20ခန့်အနက်အထိထိုးဖောက်နိုင်သင့်ရှိပြီးဒါကအထက်နှစ်ထပ်အဆောက်အုံရဲ့အမြင့်လောက်ရှိပါတယ်လက်ရှိမှာအစ္စရေးကအီရန်ရဲ့ဘန်ဂါရီကိုဖျက်ဆီးဖို့ဒီဘုံကိုပဲအသုံးပြုနေတယ်လို့ယူဆရပါတယ်သူ့ရဲ့စုစုပေါင်း၄ဒိန်က2300ကီလိုဂရမ်လောက်ရှိပါတယ်လူတယောက်နဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်သူ့ရဲ့စုစုပေါင်းအလျားက19ပေ9မီတာခန့်ရှိပြီးအချင်းက73.5လက်မ38စင်တီမီတာခန့်ရှိတာကြောင့်အတော်လေးကျဉ်းမြောင်းပါတယ်။ဒီဇိုင်းထုတ်တဲ့အခါဖြတ်ပိုင်း area ကိုသေးငယ်အောင်ယူရပြီးပြုလုပ်ထားတာပါ။ဒါကဘုံကိုမြေကြီးဒါမှမဟုတ် ကွန်ကရစ်လွှာတွေကိုထိုးပေါက်ဝင်ရောက်တဲ့အခါလွယ်လွယ်ကူကူပဲဝင်ရောက်နိုင်ပါတယ်။အဆောက်အုံတွေရဲ့အတွင်းပိုင်းကိုနက်နက်ဆိုင်ဆိုင်ဝင်ရောက်နိုင်ပြီးတံမင်းနဲ့ကွန်ကရစ်တွေကိုရှောင်ရှားနိုင်ပါတယ်။သူ့ရဲ့လက်ဗဟိုမှာပေါင်650လောက်ရှိတဲ့ပေါက်ကွဲရပြင်းတဲ့လက်နက်ကြီးတွေပါဝင်ပြီးပေါက်ကွဲပစ္စည်း TNT 80ရာခိုင်နှုန်းနဲ့အလူမီနီယံအမုန်း20ရာခိုင်နှုန်းရောစပ်ထားပါတယ်။ဒီနှစ်ခုလုံးဟာ GBU 57ဒါမှမဟုတ် Massive Ordnance Penetrator MOB ရဲ့ကြီးမားတဲ့စွမ်းဆောင်ရည်ကိုမမိပါဘူးဒီဘုံဟာမြေအောက်မီတာ60 ပေ200ခန့်ကျော်အထိထိုးဖောက်နိုင်ပါတယ်။ဒါကိုနှိုင်းရှင်ရမယ်ဆိုရင်အထက်20အဆောက်အုံရဲ့အမြင့်လောက်ရှိပါတယ်။ဒီနမူနာတွေကအထူးပြုလုပ်ထားတဲ့လက်နက်တွေကြားကထိုးဖောက်နိုင်စမ်းကွာခြားချက်တွေကိုပြသနေပါတယ်။ GPU 57ရဲ့အလျားက20.5ပေ6.25မီတာခန့်ရှည်လျားပြီးလေခွင်းအားကောင်းမွန်တဲ့ပုံစံရှိတာကတည်ငြိမ်မှုနဲ့တည်ကြမှုအတွက်အရေးကြီးပါတယ်။အချင်းက31.5လက်မ80စင်တီမီတာခန့်ရှိပြီးအလေးချိန်ကမယုံနိုင်စရာပေါင်3000 1400ကီလိုဂရမ်ခန့်ရှိပါတယ်။ ဒီလိုကြီးမားတဲ့လေးချိန်ကိုအသုံးပြုပြီးမြေအောင်လက်နက်ထိုးဖောက်ဖို့လိုအပ်တဲ့ kinetic energy ကိုထုတ်လုပ်ပါတယ်။ဒီလိုလေးလံပြီးချစ်တဲ့ design ကြောင့်အားဖြင့် concrete ပေ200ကျော်ကိုပါဖောက်ထွင်းနိုင်တဲ့အတွက်ကမ္ဘာပေါ်မှာအထူးရောက်ဆုံးဘန်ကာဖြတ်လက်နက်တွေထဲကတစ်ခုဖြစ်လာပါတယ်။ GBU 57 MOB ဘုံးရဲ့ထူးခြားချက် GBU 57 MOB ဘုံးဟာတာမန်ဘုံးနေနဲ့တခြားစီပါပဲ။ jet engine တွေဒုံးပြန်တွန်းကန်အားတွေလုံးဝမတုံးပါဘူး။ဒါဆိုဘလို့အလုပ်လုပ်လဲ။ သူ့မှာတကယ်ကိုထူးခြားတဲ့နီလန်သုံးမျိုးရှိပါတယ်ပထမဆုံးအနေနဲ့စွဲငင်အားကိုပဲအားကိုပါတယ်လေရင်ပေါ်ကနေအမြင့်ကြီးကနေလွှတ်ချလိုက်တာနဲ့ကဘာမကြီးရဲ့စွဲငင်အားကြောင့်အရှိန်ပြင်းပြင်းနဲ့ကျဆင်းလာပါတယ်ဒီစွဲငင်အားကပဲဘုံကိုလိုအပ်တဲ့မျက်နှုံးရောက်အောင်တွန်းပို့ပေးတာပါနောက်တစ်ခုကတော့သူ့ရဲ့လေခွင်အားဒီဇိုင်းပါပဲလေထဲမှာတည်ငြိမ်ပြီးအရှိန်ကောင်းကောင်းနဲ့ကျဆင်းနိုင်အောင်ပုံစံကိုတည်တည်ချာချာဖန်တီးထားပါတယ်ဒါကဘုံကိုလေရင်ပေါ်ကနေလွှတ်ချလိုက်တာနဲ့မြေပြင်ပေါ်ကျတဲ့လမ်းကြောင်းတိကျမှန်ကန်မှုအရေးကြီးပါတယ် နောက်ဆုံးတစ်ခုကတော့အလွန်မာကျောတဲ့ပစ္စည်းတွေနဲ့လုံထားတာပါပဲ MOB ကိုတိဆောက်ရမှာမာကျောပြီးခံနိုင်ရည်ရှိတဲ့ပစ္စည်းတွေတုံးထားတော့မြေကြီးဒါမှမဟုတ်ကွန်ကရစ်တွေကိုထိုးဖောက်ဝင်ရောက်တဲ့အခါဘုံကိုယ်လည်းမပြတ်စီပဲထိမှန်တဲ့စွမ်းအင်ကိုအပြည့်အဝထုတ်ပေးနိုင်ပါတယ်ဒီနီလန်သုံးမျိုးပေါင်းဆက်လိုက်တော့ B2 Separate Stick ပုံပါလို့လင်းရင်တွေကနေပေထောင်ပေါင်းများစွာအမြင့်ကနေချမှတ်လိုက်တာ ਨੇ GPU 57ဟာမယုံနိုင်စရာကောင်းလောက်အောင်အချိန်ပြင်းပြင်းနဲ့မြေကြီးတဲ့ကိုတဲ့တဲ့ထိုးဆင်းသွားပါတယ်သူရဲ့ထိမှန်အားကအသေးစားမြေငလျင်တစ်ခုနဲ့တောင်နှိုင်းရှင်နိုင်လောက်အောင်အားကောင်းပါတယ် ဒါရီဟာ MOB ရဲ့မြေောက်ခံတိုက်တွေကိုထိုးပေါက်ဖျက်ဆီးနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရဲ့လှည့်ဝှက်ချက်တွေပါပဲ GBU 57 Message Ordnance Penetrator MOB ဘုံးရဲ့အဓိကအစိတ်ပိုင်းကတော့သူ့ရဲ့ကိုယ်တွေပါပဲဒီကိုယ်တွေဟာထိမှန်မှုတန်ကိုကောင်းကောင်းခံနိုင်ရည်ရှိအောင်မာကျောတဲ့တန်လိုက်ကိုပေါ်တတ်တူဆက်နဲ့ပြုလုပ်ထားတာပါဘုံးရဲ့စုစုပေါင်း၄ချိန်ရဲ့80ရာခိုင်နှုန်းကျော်ဟာဒီကိုယ်တွေကြီးကြောင်ပဲဖြစ်နေတယ်ဆိုတာစိတ်ဝင်စားစရာပါဒီခိုင်ခန့်တဲ့ကိုယ်တွေအတွင်းမှာဘုံးရဲ့လုပ်ငန်းဆောင်တာအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတွေအားလုံးပါဝင်ပါတယ်ဘုံးရဲ့ရှေ့ပိုင်းမှာ Nose Fuel ကိုတက်ဆင်ထားပြီးဓာရီအလုံးကို Fuel Spike နဲ့ချိတ်ဆက်ထားပါတယ်။ဒီပိုက်ထဲမှာပေါင်9000 2269 kg ခန့်လေးချိန်ရှိတဲ့ပောက်ကွဲပစ္စည်းစစ်ကောင်း Warhead ကိုထည့်သွင်းထားပါတယ်။ဘုံရဲ့နောက်ပိုင်းမှာတော့ Tail Fuel ရှိပြီးဒါကပောက်ကွဲမှုကိုနှောင့်နှေးအောင်လုပ်တဲ့နေရာမှာဓလေးအရှင်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဘုံရဲ့မိပိုင်းမှာသူ့ရဲ့လမ်းညွှန်စနစ်ကိုရှုပ်ထွေးစွာတက်ဆင်ထားပါတယ်။ဒီစနစ်ထဲမှာလှုပ်ရှားမှုလမ်းညွှန်ကရိယာ Inertial Guidance Kit ကစစ်ဘက်သုံးကဘာလုံးဆိုင်ရာတည်နေရာပြစနစ် Global Positioning Unit GPS နဲ့ပူးပေါင်းပြီးပြစ်မှတ်စီကိုတိကျသွားလမ်းကြောင်းပြပေးပါတယ်။ဒီအဓိကအစိပ်ပိုင်းတွင်ပြင် MOB မှာတခြားအရေးကြီးတဲ့အစိပ်ပိုင်းများလည်းပါဝင်ပါသေးတယ်။ဥပမာ data တွေပို့လွှတ်ဖို့အတွက်လိုအပ်တဲ့ telemetry antenna ကိုချိတ်ဆက်ဖို့ adapter ring အရေးကြီးတဲ့ချက်လက်တွေကိုကာကွယ်ပေးတဲ့ encryption key battery စနစ်ကိုပါဝါပေးတဲ့ thermal batteries နဲ့ဘုံးကိုပြစ်မှတ်စီဥတီယာမှာကူညီပေးတဲ့ composite fins တွေပါဝင်ပါတယ်။ဒီတောင်မန်တွေကိုအတွင်းပိုင်း gear တွေကတိကျသွားထိန်းချုပ်ပြီး ပြစ်မှတ်စီတိကျတဲ့လမ်းကြောင်းကိုချိန်ဟိဖို့အမိန့်တွေကိုတုံ့ပြန်ပြီးလှုပ်ရှားပါတယ်။ Massive Ordnance Penetrator MOP ဟာမြေအောက်နဲ့နဲ့မှာတိစောက်ထားတဲ့ဒါမှမဟုတ်ကွန်ကရစ်ပေယာပေါင်းများစွာနဲ့အားဖြည့်ထားတဲ့ကိုကေအေးဘန်ဂါတွေကိုတိကျသွားပြစ်မှတ်ထားဖို့ဒီဇိုင်းထုတ်ထားတာပါ။ MOP ဟာအားဖြည့်ကွန်ကရစ်ပေ200အထိထိုးဖောက်နိုင်ပြီးမှပောက်ကွဲနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကအထက်20အဆောက်အုံတစ်ခုလုံးကိုဇောက်ထိုးမြေအောက်မြုပ်နှံလိုက်တာနဲ့ညီမျှပါတယ်။ဒါကြောင့် Iran ရဲ့ Fordo ဒါမှမဟုတ် နာတန်စ်နျူကလ িয়ার စခန်းတွေလိုမျိုးမြေအောက်နဲ့နဲ့မြှုပ်ထားပြီးကွန်ကရစ်လွှာပေါင်းများစွာနဲ့အားဖြည့်ထားတဲ့နေရာတွေဟာဒီလက်နက်အတွက်အကောင်းဆုံးပြစ်မှတ်တွေဖြစ်ပါတယ်။အင်ဂျင်မပါပဲဘလို့လို့ဘုံတလုံးကသူ့ရဲ့လမ်းကြောင်းကိုချိန်ညှိပြီးမြေကြီးနဲ့ကြောက်တုံးတွေရဲ့အောက်ပိုင်းမှာရှိတဲ့အားနေတဲ့နေရာကိုထိမှန်နိုင်မလဲဆိုတဲ့မေးခွန်းပေါ်လာပါလိမ့်မယ်။အထူးကတော့စစ်ဘက်သုံး GPS လှုပ်ရှားမှုလမ်းညွှန်စနစ် Inertial Navigation System နဲ့ဘုံရဲ့အမိပိုင်းမှာရှိတဲ့ Griffin တင်းတို့နဲ့ပေါင်းဆက်မှုမှာတည်ရှိပါတယ်။လေထဲကိုလွတ်လပ်စွာကျဆင်းလာပြီးနောက်မှာဒီတောင်မင်းလေးကလမ်းကြောင်းကိုဇက်တိုက်ချိန်ညှိပေးပြီးဘုံကကြီးမားတဲ့အားနဲ့ကြောက်ရွံ့ကြုံသာမကတိကျသွားပြစ်မှတ်ကိုထိမှန်အောင်တည်ကြသေးပါတယ်။ထူးခြားတာက Fuse ကိုတာမန်ဘုံတွေလိုအရှိပိုင်းမှာမထားဘဲအနောက်ဘက်နောက်ဘက်မှာထားရှိပြီးဘုံကတွက်ချက်ထားတဲ့အနက်ကိုထိုးဖောက်ပြီးမှသာပေါက်ကွဲဖို့အတွက်အရန် Fuse နှစ်ခုကိုပါထပ်မံတက်ဆင်ထားတာကြောင့်ပုံမှုစိတ်ချရသေးပါတယ်။ GPU 57အတွက်ကုန်ကျစရိတ်ဟာခန့်မှန်းခြေဒေါ်လာ3,500ကျားရှိခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ဘုံကြီးတစ်ခုအတွက်ဒီကုန်ကြစရိတ်ကတင့်တင့်တယ်လို့ဆိုနိုင်ပါတယ်ဒါပေမဲ့ပေါင်4400ချိန်ရှိတဲ့ GPU 28ဘုံကတော့တယူနစ်ကိုဒေါ်လာ3000မှ3000ငွေကြားပဲကုန်ကြပြီး BLU 109ကတော့တယူနစ်ကိုဒေါ်လာ2000ငွေမှ8400ကြားပဲကုန်ကြတာကိုတွေ့ရပါတယ်ဒါဟာ MOB ရဲ့ရှုပ်ထွေးတဲ့နည်းပညာနဲ့ကြီးမားတဲ့ထုတ်လုပ်မှုကြောင့်ဖြစ်ပါတယ်မြေောက်ဘန်ဂါရီရဲ့ AMSO လို့ချီးကျူးခံရတဲ့ GPU 57 MOB ဘုံဟာအလွန်ထိုးပေါက်နိုင်စွမ်းရှိပြီးတိကျပါပဲပြည့်ပြည့်စုံတဲ့လက်နက်တော့မဟုတ်ပါဘူး ထိထိရောက်ရောက်လှုပ်လှုပ်နိုင်ဖို့အတွက်အကောင်းဆုံးနည်းပြူဟာနည်းပညာအချိန်ကိုင်းမှုနဲ့ထောင်လန်းရေးဆိုင်ရာအခြေအနေတွေအများကြီးလိုအပ်ပါတယ်။ MOB ရဲ့အကြီးဆုံးအားနည်းချက်ကတော့ B2 Separatistic ပုံပါလိုမျိုးလေရင်တစ်မျိုးရိတ်ကပဲတည်ဆောင်နိုင်တာပါ။ American Lee တက်မှာ B2 လေရင်အစီး20ပဲရှိပြီးအားလုံးကတိုက်ပွဲဝင်ဖို့အမြဲအသင့်မရှိပါဘူး။ဒါကြောင့် Iran ဒါမှမဟုတ်မြောက်ကိုရီးယားလိုနိုင်ငံတွေမှာတပြိုင်တည်းအရေးပေါ်အခြေအနေတွေပေါ်လာရင်ဒီဘုံကိုအကြီးအကျယ်ချမှတ်ဖို့ခက်ခဲပါလိမ့်မယ်။ပြစ်မှတ်ကိုချင်းကတ်တာကလည်းလုံးဝလျှို့ဝှက်ထားရပါမယ်။ B2 ကရေဒါကိုရှောင်နိုင်ပေမဲ့လေကြောင်းကာကွယ်ရေးစနစ်တွေထူထပ်တဲ့နေရာတွေမှာထူးခြားတဲ့အချက်ပြမှုလေးတစ်ခုကတော့ရန်သူကိုတန်တရားဝင်စီပြီးထွက်ပြေးစေနိုင်ပါတယ်။ကုတ်ကဲဘန်ကဒါမှမဟုတ်နျူကလ িয়ার လက်နက်စခန်းဆိုရင်မိနစ်ပိုင်းတွင်ရွှေ့ပြောင်းတာမျိုးကတော့တိုက်ခိုက်မှုကိုအဓိပ္ပာယ်မရှိအောင်ဖြစ်စေနိုင်ပါတယ်။အဓိကစိန်ခေါ်မှုကပြစ်မှတ်စခန်းကိုယ်တိုင်မှာလည်းရှိပါတယ်။မြေရောက်ဘန်ကတချို့ဟာမာကျောတဲ့ကြောက်လွှာတွေအောက်မှာတိဆောက်ထားတာဒါမှမဟုတ်အထက်ပေါင်းများစွာပါတဲ့ဒီဇိုင်းတွေပါဝင်တာကြောင့်တစ်ချိန်တည်းနဲ့စနစ်တစ်ခုလုံးကိုဖျက်ဆီးဖို့အလွန်ခက်ခဲပါတယ်။ ကာဝေးဆိုင်ရာအစီရင်ခံတာတွေအရဖော်ဒိုဒါမှမဟုတ်အနက်ဆုံးယူရေနီယံကျွဲဝှမှုစက်ရုံတွေအားလုံးကို MOB ကအပြည့်အဝဖျက်ဆီးနိုင်မယ်လို့တရားရဂိုင်းတော့အာမခံချက်မရှိတောင်းကျွမ်းကျင်သူတွေကပြောပါရဲ MOB ကိုအသုံးပြရမှာအကြီးမားဆုံးစိန်ခေါ်မှုကဘုံကိုတိုင်းမှာမဟုတ်ပဲဘုံကိုကျဲချဖို့ပါပဲ American leader ရဲ့တခုရီသော still ဘုံကျဲလျင်ဖြစ်တဲ့ B2 separate တစည်းတဲ့သာဒီလက်နက်ကိုတည်ဆောင်နိုင်ပါတယ်သူရဲ့ကြီးမားတဲ့လက်နက်တည်ဆောင်နိုင်တဲ့အထူးဒီဇိုင်းတို့ကြောင့် B2 ဟာ mission တစ်ခုမှာ MOB နှစ်ခုလုံးကိုသာတည်ဆောင်နိုင်ပေမဲ့ ဒီနှလုံးထဲနဲ့ပဲရန်သူရဲ့မြေအောက်ဥမင်လှိုင်ကောင်းကွန်ရက်တစ်ခုလုံးကိုဖျက်ဆီးနိုင်ပါတယ်။ MOB ဟာသူ့ရဲ့ထူးခြားတဲ့သဘောတဘာဝကြောင့်မကြာခဏအသုံးပြုလိမ့်မရှိပဲအမှားရွေးမဖြစ်နိုင်တဲ့အရေးအကြီးဆုံးစစ်စင်ရေးအခြေအနေတွေအတွက်တူလောင်ထားတဲ့ဘုံတစ်လုံးပါ။ GPU 57အလုပ်လုပ်ပုံကိုအဆင့်၅သိန်းနဲ့ရှင်းပြနိုင်ပါတယ်။ပထမဆုံးအနေနဲ့ B2 Steel ဘုံပါလို့လေယာဉ်တွေကဘုံကိုအလွန်မြင့်မားတဲ့အမြင့်ကနေပြန်တမ်းပြီးတည်ဆောင်လာပါတယ်။လေယာဉ်ကတတ်မှတ်ထားတဲ့ပြင့်မှတ်နေရာကိုရောက်ပြီးအခြေအနေတွေလည်းကောင်းမွန်ပြီဆိုတာနဲ့ဘုံကိုလွှတ်ချလိုက်ပါတယ်။ ဒီဘုံကတိကျမှုအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးဘုံချတဲ့အမြင့်ကသူ့ရဲ့လမ်းကြောင်းမှန်ကန်မှုနဲ့ထိရောက်မှုအတွက်အရေးပါပါတယ်။ဘုံကိုလေထဲကိုလွှတ်ချလိုက်တာနဲ့သူ့ရဲ့အဆင့်မြင့်လမ်းညွှန်နည်းပညာတွေအလုပ်လုပ်ပါတော့တယ်။ဒီနည်းပညာတွေရဲ့မှာ GPS နဲ့လှုပ်ရှားမှုလမ်းညွှန်စနစ် Inertial Navigation System တွေပါဝင်ပြီးဒါတွေကစစ်ပတ်သုံးဂျူတုတွေနဲ့ချိတ်ဆက်ထားတာကြောင့်ပြစ်မှတ်ကိုအတိအကျဖော်ထုတ်နိုင်ပါတယ်။လမ်းညွှန်ချက်လက်တွေနဲ့ဒေတာတွေကိုဘုံရဲ့အနောက်ဘက်မှာရှိတဲ့အတောင်ပံလေးအတောင်ပံလေးခုစီကိုပို့လွှတ်ပါတယ်။ ဒီတောင်မန်တွေကအချိန်နဲ့တပြင်းညီလှုပ်ရှားနိုင်ပြီးချိန်ညှိနိုင်တာကြောင့်ဘုံကမြေပြင်စီကိုဆင်းသက်လာတဲ့အခါသူ့ရဲ့လမ်းကြောင်းကိုမှန်ကန်အောင်ပြင်ဆင်နိုင်ပါတယ်။ MOB မှာလမ်းကြောင်းပြောင်းဖို့တွန်းအားပေးတဲ့စနစ်မပါဝင်ပါဘူး။ဒါကြောင့်ဒီတောင်မန်တွေရဲ့လှုပ်ရှားမှုနဲ့မြင်မာတဲ့အမြင့်ကနေလှုပ်ချတာပေါ်မှာပဲမိခိုးပြီးသူ့ရဲ့ပြန်တမ်းမှုလမ်းကြောင်းကိုထိန်းချုပ်ပါတယ်။ဒါကြောင့်လည်းဘုံကိုတိကျသွားလမ်းကြောင်းချိန်ညှိဖို့လုံလောက်တဲ့အချိန်နဲ့အကွာအဝေးရဖို့အတွက်အလွန်မြင့်မာတဲ့အမြင့်ကနေချမှတ်ရတာပါ။ Massive Ordnance Penetrator ဟာပေါင်3000 14000ကီလိုဂရမ်ကီလိုဂရမ်ခန့်အလေးချိန်ရှိပါတယ်။ပြစ်မှတ်ကိုရောက်တဲ့အခါဘန်ဂါလိုမျိုးခိုင်ခန့်တဲ့အဆောက်အုံကိုနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဖို့ဒီဇိုင်းထုတ်ထားတာကြောင့်တော်တော်လေးကိုကြီးမားတဲ့ပေါက်ကွဲအားနဲ့ထိမှန်ပါတယ်။ထိမှန်တဲ့ပေါက်ကွဲဆွမ်းအားကြောင့်ဘုံကအားဖြစ်ကွန်ကရစ်ပေ200ကျော်အထိမြေအောက်ကိုထိုးဖောက်ဝင်ရောက်နိုင်ပြီးအမြင့်ဆုံးထိရောက်မှုရဖို့အတွက်သူ့ရဲ့ပေါက်ကွဲပစ္စည်းကိုတိကျတဲ့နေရာကိုပို့ဆောင်ပေးနိုင်ပါတယ်။နောက်ဆုံးဆင်းကတော့လက်နက်ကိုအသက်ဝင်စေတဲ့အပိုင်းမှာဘုံမှာ STV Fuse နှစ်ခုကိုတပ်ဆင်ထားပါတယ်။နှစ်ခုတပ်ဆင်ရတာကအရင်အဖြစ်ပါ။ ပထမတစ်ခုက G sensing အချိန်အချိန်အားကိုခံစားသိရှိခြင်းအတွက်ဖြစ်ပြီးဒုတိယတစ်ခုကတော့အချိန်နှောင့်နှေးတဲ့ fuse times delay fuse ဖြစ်ပါတယ်။ဒီလိုဒီဇိုင်းထုတ်ရတဲ့အကြောင်းရင်းကတော့ဘုံဟာမြေအောက်နဲ့နဲ့မှာမြှုပ်ထားတဲ့ခိုင်ခန့်တဲ့အဆောက်အုံတွေကိုထိမှန်နိုင်အောင်တေချာစေဖို့ပါပဲ။ဒီအကြောင်းရင်းကြောင့် fuse တွေကိုဘုံရဲ့နောက်ဘက်မှာထားရှိပြီးပျက်စီးတာကနေကာဝယ်ပါတယ်။အချိန်နှောင့်နှေး fuse ဒါမှမဟုတ် G sensing fuse ကပြင့်မှတ်ကိုရောက်တာနဲ့ပေါက်ကွဲပြီးမြေငလျင်ငယ်တစ်ခုလိုဖြစ်ပေါ်စေက ဘန်ဂါရီနဲ့အထက်20အဆောက်အုံတွေကိုမြေအောက်မှာမြုပ်နှံပစ်နိုင်ပါတယ်။လူအများစုက Massive Ordnance Penetrator MOB ကို Mother of All Bombs MOAB လို့လူသိများတဲ့ Massive Ordnance Air Blast နဲ့မကြာခဏမှောင်ရင်တကြပါတယ်။ဒါပေမဲ့သူတို့နှစ်ခုကကွဲပြားပါတယ်။ Mother of All Bomb ကပေါင်2600 9800 kg ခန့်အလေးချိန်ရှိပြီးမြေပြင်ပေါ်မှာပောက်ကွဲဖို့ဒီဇိုင်းထုတ်ထားကကြီးမားတဲ့တုံခါမှုလိုက်နဲ့ပောက်ကွဲမှုနယ်ပယ်ကိုဖန်တီးထားပါတယ်။ဒါပေမဲ့လည်း MOB နဲ့မတူပဲ MOAB မှာမြေအောက်ထိုးပေါက်နိုင်စွမ်းမရှိပါဘူး။ MOB ကတော့မပေါက်ခွဲခင်မြေအောက်ပေ200အထိတူးဖော်ဝင်ရောက်နိုင်စွမ်းရှိပါတယ်။ Massive Ordnance Penetrator ကို B2 Spirit လို့ဘုံကျဲလေယာဉ်တွေကနေချဲချနိုင်ပေမဲ့ Mother of All ဘုံကတော့ဒါမျိုးမဟုတ်ပါဘူး။ MOAB ကလွန်ကြီးမလာကြောင်း C130 လေယာဉ်ကိုအသုံးပြုပြီးချဲချရပါတယ်။ချဲချပြီးတာနဲ့ဘုံကိုလေဒီနဲ့ဆွဲချပြီးလှုပ်ရှားမှုလမ်းညွှန်စနစ် Inertial Navigation System နဲ့စစ်ပတ်သုံး GPS ရဲ့လမ်းညွှန်မှုအောက်မှာစွန့်ငင်အားနဲ့အတူပြုတ်ကြသွားပါတယ်။ဥပမာအနေနဲ့2018ခုနှစ် ဧပြီလ23ရက်နေ့ကအမေရိကန်ဟာအရှေ့ပိုင်းအာဖဂန်နစ္စတန်ရှိဥမင်နိုင်ငံအစုအဝေးတစ်ခုပေါ်ကို MOAB တလုံးကျဲချခဲ့ပါတယ်။ဒီဘုံပေါက်ခွဲတဲ့အခါမှာတော့ပဝင်းကျင်မှာရှိတဲ့အောက်ဆီဂျင်အားလုံးကိုဆုပ်ယူပစ်ခဲ့ပြီးတော့သက်ရှိတွေကိုဘက်တီးရီးယားတောင်မကျန်အောင်တုတ်တင်ပစ်နိုင်ခဲ့ပါတယ်။ DGBU 57 MOB ဘုံကြောင်းနားလည်ပြီးတဲ့နောက်မှာနေအောင်နဲ့နဲ့မှာခိုးအောင်နေတဲ့လျှို့ဝှက်စခန်းတွေရဲ့ဘေးကင်းမှုဟာဘလောက်ပြတ်ပြဲသွားပြီလဲဆိုတာခံစားမိမှာပါ။ တိတ်ဆိတ်စွာပြန်တန်းလာတဲ့ဘီတူးလေရင်တစ်စင်းပြီးတော့အချိန်ပြင်းပြင်းထိုးဆိုင်ကြလာတဲ့ပေါင်၃၀၀တက်ထူလုံးကြီးဒါတွေဟာရန်သူတွေအတွက်တွေးုံနေပင်ကြောချမ်းစရာအိမ်မဆိုးတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုလက်နက်တွေရဲ့တိကျမှုနဲ့ဖျက်ဆီးနိုင်တဲ့ကတစ်ချိန်ကမထိုးထောက်ဖောက်နိုင်ဘူးလို့ယူဆခဲ့ကြတဲ့မြေအောက်ခံတိုက်တွေကိုပါတစားစီဖြစ်သွားစေနိုင်တယ်ဆိုတော့ဒီကဘာမြေပေါ်မှာလေခိုဝက်ပိုးအောင်မှုနေရာတနေရာလျှော့သွားပြန်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ